အကိဒါကောင်းဆောင်ကမြန်မာနိုင်ငံတွင်တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်လို့တရားဝင်ကြေညာလာတဲ့အတွက်ပြည်တွင်းမှာလုံခြုံရေးတွေတိုးမြှင့်ထားတဲ့ပြင်အာဆီယံရဲတပ်ဖွဲ့အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုနဲ့ပူးပေါင်းပြီးသတင်းရရှိအောင်စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါဗျာ။ အေဂီတာကောင်းဆောင်အမင်အယ်ဇာဝါဟီရီကမြန်မာနိုင်ငံတွင်တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်လို့တရားဝင်ကြေညာလိုက်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအစ်မြင့်အရာရှိတွေအနေနဲ့ရဲတပ်ဖွဲ့ဌာနချုပ်မှလေးလပတ်အစည်းအဝေးကိုတက်ရောက်လာတဲ့ပြည်내နဲ့တိုင်းဒေသကြီးတည်တည်ကရဲတပ်ဖွဲ့မှုတွေကိုတည်တည်ထားဖို့နဲ့လုံခြုံရေးကိုအထူးဂရုပြုဖို့မှာကြားမှုတွေပြုလုပ်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကရဲမှုချုပ်တူကပြောပါရယ်လက်ရှိမှာတော့လေကြောင်းလိုင်းတွေကနေဝင်ရောက်လာနိုင်မှုတွေမှာအရင်ကထက်လုံခြုံရေးကိုနှစ်ဆတိုးချတာကအကြမ်းဖက်မှုတွေမဖြစ်အောင်လဲရဲလုပ်ငန်းအရဆောင်ရွက်ထားတယ်လို့သိရပါရယ်အေဂေဒါထိတ်တန်းကောင်းဆောင်တွေပုံအောင်နေတယ်လို့ယူဆရတဲ့အာဖဂန်နဲ့ပါကစ္စတန်တို့မှာ ဧကိတအဖွဲ့သက်ဝင်လှူရှားလျက်ရှိပေမဲ့အသစ်ဖွဲ့စည်းလိုက်တဲ့ဧကိတအဖွဲ့ခွဲဖြစ်တဲ့ KDA Jihad ဟာအိန္ဒိယမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့မှာတိုက်ခိုက်မှုတွေပြုလုပ်မယ်လို့ဇာဝါဟီရီကဧကိတ BDA အဖွဲ့ကဖန်တီးထားတဲ့55မိနစ်ကြာဗီဒီယိုတစ်ခုမှပြောကြားထားတယ်လို့အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်မှုနဲ့ပတ်သက်ပြီးဒီကနေ့ထိပြည်တွင်းမှာဆက်ဆက်သတင်းတွေမကြားရသေးပေမဲ့ ဘယ်နှစ်မှာဘလို့အကြမ်းဖက်မှုတွေဖြစ်မလဲဆိုတာကိုစိုးရိမ်မိနေပြီးလုံးဝမဖြစ်အောင်တော့စီမံတွေဆောင်ရွက်ထားတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သတင်းရဲတပ်ဖွဲ့ကရဲမှူးကြီးတူကဆိုပါတယ်။အိုစမာဘီလာဒင်စတင်တည်ထောင်ခဲ့တဲ့အေဂီဒါအဖွဲ့ဟာမွတ်စလင်ဒေသတွေကိုတခုတည်းသောနိုင်ငံဖြစ်ထူထောင်နိုင်ဖို့တိုက်ခိုက်နေကြတဲ့ဂျီဟတ်တွေရဲ့ခေါင်းဆောင်ဖြစ်ပြီးဘင်လာဒင်ဟာ2011ခုနှစ်မေလကပါကစ္စတန်နိုင်ငံမှာအမေရိကန်အထူးတပ်ဖွဲ့ဝင်တွေရဲ့စီးနင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့အေကေတာဖွဲ့ဟာအနေငယ်မိမ့်မိန်သွားခဲ့ပြီးအာဖရိကနဲ့အာရေဗျကျွန်းဆွယ်အဖွဲ့အခွဲတွေကတော့အခုခါအီရန်နဲ့ဆီးရီးယားတို့မှာတိုက်ခိုက်မှုတွေပြုလုပ်နေပြီးအစ္စလာမစ်နိုင်ငံတော်လို့ကြေညာထားကတိကျရပ်တည်နေတဲ့အဖွဲ့ဖြစ်တယ်လို့သိရပါဗျာ။